အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဘာဘူးလုံပြင်းနေဘုခနေစာရဲ့သားဘေလရှာစာရဲ့အကြောင်းကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာဗီရရှာစာဟာဘာဘူးလုံရဲ့အဘိုင်ဖြစ်လာခဲ့ပါတယ်တညကြတော့မင်းအရာရှိတထောင်ကိုဖိတ်ပြီးတော့ စားတောက်ပွဲကြီးကျင်းပခဲ့ပါတယ်။ဘုရားသခင်ရဲ့ဗိမ္မာန်တော်တွေက နေဖို့ခနစာသိမ့်ပိုက်ခဲ့တဲ့ ရွှေခွက်ဖလားတွေထုတ်လာဖို့ကြီးကျွန်တွေကိုအမိန်ပေးပါတယ်။ဗီလာရှာဇာနဲ့သူ့ဧည့်သည်တွေဟာအဲ့ဒီခွက်တွေနဲ့တောက်စားပြီးသူတို့ရဲ့ရွှေဖျားငွေဖျားကြီးဝါဖျားတန်ဖျားတစ်သားဖျားတွေကိုချီးမွမ်းနေကြပါတယ်။အဲ့ဒီအချိန်မှာပဲလူလက်တစ်ဖက်ကရုတ်တရက်ပေါ်လာပြီးစားတောက်ခန်းထဲကနန်းတော်ရဲ့အုတ်နေရဲ့အင်္ဂရိပေါ်မှာနားမလည်တဲ့သကလုံးတွေရေးနေပါတော့တယ်။ဗီလာရှာစာ အတော်လေးထိတ်လန့်သွားပြီးတော့ဘေးရင်တက်ခလဒဲစရာအနာဂတ်စရာတွေကိုစင့်ခေါ်စေပါတယ်ပြီးတော့ဒီစာကိုဖတ်ပြီးအတိတ်ပဲပြောပြနိုင်သူကိုဘာဘူးလုံးမှာတတိယအကြီးဆုံးပုဂ္ဂိုလ်ဖြစ်စီမယ်လို့ကတိပေးလိုက်ပါတယ်သူတို့ကစူးစမ်းကြပြီမယ်ဘသူကမှအဲ့ဒီအတိတ်ပဲကိုမပြောပြနိုင်ကြပါဘူးဒါနဲ့ဘီရရှာဇာမင်းကြီးလဲအရန်စိတ်ပူပန်ပြီးမျက်နှာတော့ညိုးငယ်နေပါတယ်အဲ့ဒီအခါမှာပဲမိဖုရားဝင်လာပြီးတော့အရှင်မင်းကြီးအသက်တော်ရှိပါစေစိတ်ပူပန်ခြင်းမရှိပါနဲ့ဆိုပြီးပြောပါတယ် တန်ရှင်းသောဘုရားသခင်ရဲ့ဝိညာဉ်တော်နဲ့ပြည့်စုံတဲ့သူတစ်ယောက်ရှိပါတယ်။သူကခမဲတော်နေပုခနဇာလက်ထက်မှာလည်းပဲနတ်နဲတာတွေကိုဖြည့်ရှင်းပေးခဲ့တဲ့ဒိုင်လာဆိုတဲ့သူပဲဖြစ်ပါတယ်။ဒီစာရီရဲ့အတိတ်ပဲကိုသူပြောပြနိုင်ပါလိမ့်မယ်လို့အကြံပေးလိုက်ပါတယ်။ဒါနဲ့ဒိုင်လာကိုခေါ်တော့ဒိုင်လာကဘင်းရှိတော်ကိုရောက်လာခဲ့ပါတယ်။ ဗီလန်ရှာစာကအခုဒီစာကိုဖတ်ပြီးအတိတ်ပဲရှင်းပြနိုင်မယ်ဆိုရင်မင်းကိုရွှေလက်ဆဲဆွဲပေးမယ်ဘာဖြစ်လို့မှတတိယအကြီးဆုံးပုဂ္ဂိုလ်ဖြစ်စေမယ်လို့ပြောပါတယ်ဒိုင်လာကမင်းကြီးရဲ့စိတ်လက်တွေကိုမလိုချင်ပါဘူးဒါပေမဲ့ဒီစာရဲ့အတိတ်ပဲကိုတော့ပြောပြပါမယ်လို့ပြောလိုက်ပါတယ်မင်းကြီးရဲ့ခမဲတော်နေဖို့ခနဲ့စာဟာမာနစိတ်ထောင်လွှားပါတယ်ဒါကြောင့်ဖျားသခင်ကသူ့ကိုနှိမ်ချခဲ့ပါတယ်သူ့အဖြစ်ဖြစ်အားလုံးကိုမင်းကြီးတိလျက်နဲ့ဖျားသခင်ကိုမလေးစားပဲ ကိုရောရဲ့ဗိမ္မာန်တော်ထဲကရွှေခွက်ဖလားရီနဲ့စပစ်ဝိုင်းနဲ့တောက်နေကြတယ်။ဒါကြောင့်ဒီစာကိုဖះရေးပေးတာလို့ပြောပါတယ်။မင်းနီမင်းနီတေကလဖေရက်ဖြစ်ပါတယ်။အတိတ်ဘယ်ကတော့နိုင်ငံတော်ကိုခွဲပြီးမေတီတူပေရတီတူတွေကိုအပ်ပေးတော်မူမယ်လို့ပြောတယ်ဆိုပြီးတော့မှမင်းကြီးကိုပြန်ပြောခဲ့ပါတယ်။မင်းကြီးလည်းသူကတိအတိုင်းပဲဒိုင်လကိုအဝတ်နေဝတ်ဆင်စေပြီးလယ်ဘေးမှာရွှေဆလဲဆွဲပေးပြီးတော့နိုင်ငံတော်မှာတက်တရအကြီးဆုံးမင်းဖြစ်တယ်ဆိုပြီးကြွေးကြော်လိုက်ပါတယ်။အဲ့ဒီညမှာပဲမေရီနဲ့ပေရတီလူတွေက မျိုးရဲကိုဝင်ပြီးတိုက်ခိုက်ခဲ့ကြပါလေမင်းကြီးရဲ့နန်းသက်လည်းအဲ့ဒီညမှာပဲအဆုံးသက်သွားပါတော့တယ်ခင်ဗျာအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ